မန်ယူနိုက်တက်ရဲ့အန်ဘူမိုအပြောင်းရွှေ့အရေးတော်ပုံပန်းတိုင်ရောက်လို့နေလာပြီပရိသတ်များအောင်မင်းမင်လာပါဗျာမန်ချက်စတာဖောဝါဆောင်ကနေပြန်လဲကြော်လိုက်ပါရင်ဘေးကတဲ့ရတုံးကတော့စပေါ့သတင်းဌာနရဲ့យေတာဖော်ပြမှုတစ်ခုထွက်ပေါ်လာခဲ့ပါရင်အန်ဘူမိုရဲ့အပြောင်းရွှေ့ကိစ္စနောက်ဆုံးအခြေအနေနဲ့ပတ်သက်လို့យေတာတင်ပြထားတာဖြစ်ပါရင်မန်ကအန်ဘူမိုကိုပြောင်းရွှေ့ခြင်းထပ်မံတွန်းပြပြီးတော့ကန်လန်းလိုက်ပြီလို့သိရပါရင် ဒီအချိန်မှာတော့အန်ဘူမိုကိုခေါ်ယူနိုင်ဖို့အတွက်ရာဂိုင်းတို့ပုံများလာပါရင်အပြောင်းရွှေ့ကိစ္စကအဆုံးသတ်ချိန်ကိုရောက်ရှိဖို့အတွက်ပုံမိုနီးကပ်လာပြီးဖြစ်ပါရင်ဘာဖြစ်လဲဆိုတော့ဂျားရဲမှာတချိန်ဝင်ရှုပ်ခဲ့တဲ့စပါအတင်ကအခုဆိုရင်ပဲလီတိုင်းစင်မူအဲဆဲကိုခေါ်ယူဖို့ပုံမိုစိတ်ဝင်စားသွားခဲ့ပြီးဖြစ်ပြီးအန်ဘူမိုကိုလက်လျှော့လိုက်ပြီးလို့သိရပါရင်စပါကအန်ဘူမိုကိုတကယ်မခေါ်ချင်မဲနဲ့ဘာဖြစ်လို့များအခုလိုဂျားရဲကနေဝင်ပြီးတော့ခလောက်ဆန်ခဲ့ရလဲစပါရဲ့အန်ဘူမိုပေါ်စိတ်ဝင်စားမှုကတကယ်လည်းဖြစ်ခဲ့တာမဟုတ်ပဲတရင်တော့တွေဒါမှမဟုတ်အင်းချင်းတွေဖန်တီးထားတဲ့ကောလာဟာလာဖြစ်နေပါရင် ် export ချို့မှာ spa က mmo ကိုစိတ်ဝင်စားတယ်လို့ပြောပေမဲ့တရားဝင်ကမ်းလှမ်းမှုဒါမှမဟုတ်ဆွေးနွေးမှုရှိတယ်ဆိုတော့အထောက်အထားတိတိကျကျမရှိခဲ့ပါဘူးတကယ်လို့ spa ဟာအစားကလေးက essay ကိုပဲဦးစားပေးခဲ့မယ်ဆိုရင် mmo နဲ့ပတ်သက်တဲ့သတင်းတွေကဈေးကွက်ထဲမှာစိတ်ဝင်စားမှုဖန်တီးဖို့လှုံ့ဆော်ထားတဲ့ကောလာဟလတွေဖြစ်နေပါတယ်အကြောင်းရင်းကတော့ menu ကိုလည်းပဲညှစ်ချင်လို့ဖြစ်ပါတယ် menu က mmo ကိုဆိုတင်းလိုချင်နေပါတယ်ဒါပေမဲ့ menu ကကမ်းလှမ်းလာခဲ့တဲ့ပြောင်းရွှေ့ခြေကတော့ brand 4ဘက်ကလိုချင်တဲ့ဈေးထိရောက်မလာခဲ့ပါဘူးဒါကြောင့် brand 4နေပြ Thomas Frank က spa ကိုပြောင်းရွှေ့တာဝန်ယူတဲ့အပေါ်မှာ mmo ကို spa ကစိတ်ဝင်စားနေတယ်လို့ ို့ကောလာဟာလာလွှင့်ခဲ့တာဖြစ်နိုင်ပါတယ်။အပြိုင်ဆိုင်ရှိတဲ့အခါကစားမရဲ့ပြောင်းရွှေ့ခြင်းတန်ဖိုးကလည်းပုံမမြင့်တက်သွားရပြီးအဆိုပါကစားမကိုပိုင်ဆိုင်ထားတဲ့အသင်းကလည်းသူတို့ကြိုက်တဲ့ဈေးရမှာကစားမကိုလက်လွတ်မယ်ဆိုပြီးတော့ဈေးကင်ထားလို့ရနေတာကြောင့်ပါပဲ။ဒါပေမဲ့ရက်ကလေးတို့ကလည်းနှက်ပါတယ်။အချိန်ကိုလိုလားအထက်ပို့ပြီးဆွဲဆန့်ထားခဲ့တာကြောင့်အခုဆိုရင်စပါကအန်ဘူမိုကိုတကယ်စိတ်ဝင်စားတာမဟုတ်ပဲအဲဆယ်ကိုသာစိတ်ဝင်စားနေတဲ့အကြောင်းသတင်းတွေထွက်ထွက်လာခဲ့ပြီးမိုင်ကအန်ဘူမိုကိုခေါ်ယူဖို့အတွက်ကိုစိတ်ကြိုင်စီစဉ်နိုင်တဲ့အနေထားမျိုးကိုရောက်ရှိလာခဲ့ရပါတယ်။တကယ်တော့စပါကဖန်တီးမှုစွမ်းရည်မြင့်တဲ့ကစားမကိုပို့လို့ချင်ပုံရပါတယ်။အဲဆယ်က ကတိုက်စစ်ကွင်းလဲရောတောင်ပံမှာပါကစားနိုင်ပြီးအခွင့်အရေးဖန်တီးမှုနဲ့ဂိုးဖန်တီးမှုလည်းပိုပြီးတော့အားကောင်းပါတယ်။အမ်ဘူမိုကတော့ဂိုးသွင်းအားကောင်းပြီးပြေးထွားတဲ့စွမ်းအင်ကိုဦးစားပေးတဲ့ကစားမဖြစ်ပြီးဒီလိုကစားပုံမျိုးကစပါးမှာစွမ်းအောင်မင်း Brandon Johnson တို့ရှိနေပြီးသားဖြစ်လို့ Ambu Mogo Spurs ကစိတ်ဝင်စားတာဖြစ်နိုင်ပါတယ်။ Dawson ရဲ့ဖော်ပြချက်တွေအရ Manchester United အသင်းဟာ Brentford ကစားမ Ambu Mogo အတွက်ပေါင်သန်း60ကျော်တန်ကြီးရှိတဲ့ကမ်းလှမ်းမှုကိုမြင့်တင်ကမ်းလှမ်းခဲ့ပါတယ်။ပြီးခဲ့တဲ့24နာရီတွင်ဆွေးနွေးမှုတွေအချိန်မြင့်လာခဲ့ပြီးဒီတစ်ပတ်မှာဆက်လက်လှုံ့ဆော်သွားမှာဖြစ်ပါတယ်လို့သိရပါတယ်။ဒါကြောင့် Man United Ambu Mogo ရဲ့အပြောင်းအရွှေ့ဇာတ်လမ်းကဒီတစ်ပတ်ကုန်လောက်မှာတွင်အဖြစ်အမဲတည်တည်ကွဲကွဲနဲ့ထွက်လာဖို့များပါတယ်။ဘဲကလည်း Ambu Mogo အခုလိုမျိုးပေါင်သန်း60ကျော်အထိတုံးဆွဲလိုက်ရလို့ကွန်ညာနဲ့ပေါင်းလိုက်ရင်ဒီနေ့နေရာဒီမှာတွင်ကစားမသိခေါ်ယူခြင်းအတွက်ပြောင်းရွှေ့ခြင်းပေါင်သန်း130 စံလေးပါအသုံးပြုခဲ့ရတာတွေ့ရပါတယ်။ဒါကြောင့်မန်ယူအသင်းဟာဘတ်ဂျက်အကန့်အသတ်ကိုရောက်ရှိသွားခဲ့ရပြီဖြစ်ပြီးနောက်ထပ်ကစားမတစ်တွေထက်ခေါ်နိုင်ဖို့ဆိုတော့အသင်းမှာရှိတဲ့ကစားမတွေကိုရောင်းထုတ်နိုင်မှသာအဆင်ပြေတော့မယ့်အနေအထားဖြစ်လာပါတယ်။အမ်မိုကတပတ်လားစာပေါင်2,500လောက်ထိတောင်းထားတယ်လို့သိရပါတယ်။ဒါကဘရန်ဖို့မှာရတဲ့သူရဲ့လားစာ တပတ်ပေါင်4000ကျွဲထက်5ဆကျော်များနေပါတယ်။မန်ဝအင်းကလာစာမြင်တဲ့ကစားမတွေနဲ့ပြဿနာတွေရှိခဲ့ဘူးတော့ဒီလာစာကိစ္စကရေရှိမှာအသင်းရဲ့ဘတ်ဂျက်ဖွဲ့စည်းပုံကိုထိခိုက်နိုင်ခြေရှိနေပါတယ်။ဒါပေမဲ့အန်ဘူမိုရောက်ရှိလာခြင်းကမန်ယူအသင်းကိုတိတာထင်ရှားတဲ့အကျိုးသိအောင်မှုတွေပေးဆွနိုင်မှာပါ။အန်ဘူမိုဟာ2024နဲ့25ပရီးမီယာလိမှာအသင်းကို20နဲ့ဂိုးဖန်နေမှုရှိကျင်ရထားပါတယ်။ပြီးခဲ့တဲ့တရားသည့်လုံးမှာမန်ယူကပရီးမီယာလိအသင်းကိုပေါင်း58ကိုပဲရရှိခဲ့တာကြောင့်အန်ဘူမိုကမန်ယူနိုက်တက်တိုင်းစစ်အတွက်အားကိုးစရာဖြစ်လာမှာပါ။ အမှုမကလက်ရှိမှာအသက်25နှစ်ပဲရှိပါသေးတယ်။ပရီးမီယာလိမှာသူ့ရဲ့ဆွမ်းဆောင်ရည်ကိုအထင်အရှားပြသထားခဲ့ပြီဖြစ်လို့မန်ယူအတွက်အရေးရှိအကျိုးရှိတဲ့ကစားမဖြစ်လာနိုင်ပါဘူး။ဘရန်ဖို့ကသူ့ကိုပေါင်း9.8တန်းနဲ့ဝယ်ယူခဲ့ပြီးအခုဆိုရင်တန်ကြီးကပေါင်းတန်း60ကနေ80ချားလောက်ထိရောက်လာတာသူ့ရဲ့တိုးတက်မှုကိုပြသနေပါဘူး။ဒီတစ်ပတ်ထင်းမှာတော့အမ်ဘူမိုနဲ့ပတ်သက်တဲ့သတင်းကောင်းကိုကြားသိရဖို့အတွက်ဆက်ပြီးစောင့်ကြည့်သွားကြရအောင်ပါ။ပရိသတ်များကရောအမ်ဘူမိုကိုမန်ယူအသင်းစီအမြန်ရောက်စေချင်နေကြပြီလား။ အမ်ဝကမန်ယူတိုင်းစစ်ကိုဘလောက်တိုင်းတာအထိပြောင်းလဲပေးနိုင်မယ်လို့ထင်မြင်ယူဆမိကြပါလေပြောပေးခဲ့ကြပါဦးဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့ပါမယ်နောက်နေ့မှလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ Manchester Forward Zone Channel လေးကို Like and Follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း Share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ